Hello အားလုံးပဲမင်္ဂလာပါရှင်။ဒီချက်ကိုဒီနေ့မှလာမေးထားတဲ့ပတ်တန်လေးဒါလေးသင်ပေးပါမယ်။ဒီချက်ဒီမှာပုံလေးပြထားရနော်။သူကလဲတောင်လေးဖြစ်တယ်။လဲတောင်လေးကိုမှအရှိမမာဒီအသေးပုံအလှလေးလုပ်ထားတယ်။ပြီးလို့ရှိရင်ရင်ဖြတ်ဆက်လေးလည်းပါတယ်ပေါ့နော်။ဒီဇိုင်းလေးလည်းလှပါတယ်။အဲ့ဒီပုံစံလေးချက်ကို comment တစ်ခုအောင်မှမေးထားတာလေးပေါ့နော်။ဘယ်သူလဲတော့မသိတော့ချက်ဒါလေးဆွဲပြပါမယ်ရှင်။အဲ့တော့ချက်ကဒါလေးဆွဲပြဖို့အတွက်ကိုရှေ့ချမ်းပတ်တန်တရွယ်နောက်ချမ်းပတ်တန်တရွယ်ဆွဲထားပါ။လဲတောင်ပတ်တန်လေးဆွဲမယ်နော်။ချက်လဲတောင်ပတ်တန်လေးဆွဲမယ်။လက်ကတော့ရိုးရိုးလက်ဖောင်းမယ်။လက်ကိုတော့ချက်ဆွဲမပြတော့လက်ပါဆွဲပြလို့ရှိရင်ဗီဒီယို ဖိုင်အရန်ရှည်သွားမှာဆိုလို့လက်မဆွဲပြတော့ဘူးကျွန်တော်ခန္ဓာကိုယ်ကိုဆွဲပြမယ်သူကနောက်စစ်လေးနဲ့ချုပ်ထားဖြစ်တယ်ပေါ့နော်အဲ့တော့ဒါလေးကိုဆွဲနေကြပတ်တန်တိုင်းချေလို့ရှည်ချမ်းပတ်တန်တရွယ်နောက်ချမ်းပတ်တန်တရွယ်ဆွဲထားပြီးကိုဆွဲနေကြအတိုင်းဆွဲလိုအပ်တဲ့ဓာတ်တွေခန္ဓာကိုယ်ဓာတ်တွေကိုကတုံးကျင်တဲ့တောက်တွေအကုန်လုံးကိုယ့်အကိုထည့်ထားချက်ကအပေါ်ကပြင်ရမယ့်ဟာလေးကိုပဲပြောသွားပြင်မယ်နော်အဲ့တော့ဒီချက်စာအုပ်ကိုဝယ်ထားတယ်ဒီချက်တင်တန်းသူတွေဆိုလို့ရှိရင်ဒီချက်ညီတိုင်းဆွဲပေါ့โอเคနော် ဟုတ်ပြီဒါဆိုလို့ရှိရင်ကျတော့ဒီပုံစံလေးဆွဲကြမယ်ဒီပုံစံလေးဆွဲမယ်ဆိုတော့သူ့မှာလက်ဖောင်းလေးချုပ်ထားတယ်လားလက်ဖောင်းဖြစ်တယ်နောက်နောက်ချမ်းကနေပြီးတော့ကျတော့နောက်စစ်နဲ့သွားတယ်ပေါ့နော်အဲ့တော့ကျတော့နောက်စစ်လေးနဲ့သွားမယ်ဆိုတော့ဒါလက်ဖောင်းမလို့ဒီပခုံးကို လေးစိတ်ဖြုတ်တယ်နော်ဒါနောက်လူလေးလည်းကြည့်ကျတော့ဒီပခုံးကိုလက်ဖောင်းဆိုရင်ဘာလို့လေးစိတ်ဖြုတ်လဲဆိုတော့ကျတော့ခန္ဓာကိုယ်မှာပုံမှန်တိုင်းအာကိုယ်တိုင်းယူတဲ့အခါမှာ ပခုံးရှိတလားဟိုဘက်ထိတ်ဒီဘက်ထိတ်ယူပြီးတိုင်းတယ်လေအဲ့လိုဆိုတာရိုးရိုးလက်ကိုကွာရိုးရိုးလက်ဆိုတာချက်ဒီလိုပခုံးအစွန်းလေးရနေပဲချပြီးဝတ်ကြတယ်လက်ဖောင်းဆိုလို့ရှိရင်ချက်ကဒီအတွန်လေးတွေကိုပခုံးအပေါ်လေးမှာတင်ပြီးဖောင်းကျင်တာလေဒီမှာကြည့်လိုက်ဂျိုင်းအဝိုက်ကိုလက်ဖောင်းဆိုတာဒီလိုထိတ်ကလေးမှာချက်တော့ပခုံးရဲ့အပေါ်လေးကိုတင်ပြီးတော့ဖောင်းတာနော်လက်ဆိုရင်ဒီအောက်ကိုလည်းထက်ကြသေးကြပြီးမှဒီလိုမျိုးဆွဲရဆိုတော့ချက်တော့လက်ဖောင်းဆိုလို့ရှိရင်ဒီမူလပခုံးထက်၄စိတ်လေးကို ဖြုတ်လိုက်တာလက်ဖောင်းရဲ့လက်ပြက်ရဲ့နှစ်ခုမှာပေါ့နော်အဲ့လေအရင်တော့ဆိုရှင်တော့ချက်ဒီနေရာလေးကိုတေချာရှင်းပြပို့တယ်အခုနောက်ပိုင်းမှာတစ်ချက်ဗီဒီယိုတွေကြည့်ရတဲ့သူတွေဆိုရင်မသိပါဆိုတော့ချက်ဒါလေးကိုထပ်ရှင်းပြနော်အဲ့တော့တစ်ချက်အခြေခံပတ်သက်မှာတော့လက်ဖောင်းဆိုရင်အဲ့လိုလေးဖြုတ်လိုက်တယ်နော်ဖြုတ်ပြီးတော့သူကကျွန်တော်ပခုံးလဲတောင်တက်လာလဲတောင်လိုကက်ကက်လေးကိုထောင်ထားဒီဟာကြာလေးနည်းနည်းလေးတစ်ချက်စီသူကလဲတောင်အရင်မမြအောင်တည်လား ီစပင်းကိုအောက်ထိချထားလို့ဒါသူ့ရဲ့စပင်းကိုဒီအောက်ထိချလို့ဒီလေတောင်များနေတလားလို့ကျွန်တော်ထင်ရဒီနားလေးမှာဆိုတော့လေစပင်းကဒီအောက်ထိရောက်လို့လေတောင်ကိုများတယ်လို့ထင်ရတာမများဘူးเนาะဒီမှာဒီလားသူ့ရဲ့ဒီလေပင်လေးကိုကြည့်လိုက်ဒီကနေတလမလောက်တလမ20စိတ်လောက်ဆိုလဲရတယ်เนาะလေပင်ရှည်ရလို့ဆိုတလမ20စိတ်လောက်ပေါ့เนาะဒီနေ့ဝိမဲ့သူကနည်းနည်းလေးပြည့်တယ်လေပင်လေးတူရင်ဆိုတလမလောက်ပဲယူအဲ့လိုလေးချိန်ပြီးယူတတ်ရမယ်เนาะအဲ့တော့ကျွန်တော်ကသူကတလမလောက်ပဲဆိုပါတော့အဲ့တော့သူ့ရဲ့လေပင်ကဘေးကိုကြတော့အရန်ကျဲလို့မရဘူးကျွန်တော် အရင်ခဏကိုပြည့်တဲ့လူဆိုနှလမ6စိတ်လောက်ပဲဖောက်နည်းနည်းဝါတဲ့လူဆိုနှလမ3 3လမလောက်ဖောက်ပါနော်သေးတဲ့သူဆိုရင်နှလမ4စိတ်ဆိုရင်လည်းရပဲအလဲတောင်တွေကဒီပခုံးပေးမှာတက်မှာသားရှင်တို့ကလှပခုံးပေးကိုတအားဟာဝရင်မလှတော့ဘူးပေါ့နော်ဟဟာကြီးဖြစ်နေတတ်တယ်အဲ့တော့ဆိုတော့ကျွန်တော်ဒီ level ကိုနှလမ4စိတ်ဖောက်လဲဆိုပါတော့နော်နောက်ချမ်းကိုကြာခဏထောင်းသူအဲ့တော့အပေါ်ကိုတချို့ကတလမနှစ်စိတ်တက်မယ်ဆိုဒီကိုတလမနှစ်စိတ်ထောင်းလိုက်တလမတက်မယ်သူကတလမထောင်းပေါ့နော် အဲ့တော့ဒီ level ကိုလည်းအပေါ်လေးကိုထောင်လိုက်ဒီလိုထောင်လိုက်အဲ့ဒီမှာအဲ့လိုမျိုးထောင်လိုက်တဲ့အခါမှာဒီခြေတော့ကဒီလိုနောက်လေးကိုပဲတက်ချင်တာဒီလိုဘေးလေးကပဲများထောင်ချင်တာအနောက်မှာကျတော့ဒီဟာနဲ့တိုက်ရိုက်သွားပြီးတော့လှုပ်လို့မရအောင်အနောက်ဒီဂုတ်ကိုအရင်ပိတ်စတဝိုင်းဂုတ်မှာလာပြီးထောက်တက်တယ်နော်အဲ့ဆိုအနောက်လို့ခြေတော့အဝိုင်လေးချပေးရအောင်အဝိုင်လေးချမယ်ဆိုဒီမှာတလမထောင်နေဆိုလို့ရှိရင်ဒီအောက်ကိုခြေတော့ဒီလိုလေးအနောက်ကိုလေးအရင် တက်တာမကြိုက်ဘူးဆိုရင်ဒီ level ထိတ်လေးကနေဝိုက်အဲ့လိုမဟုတ်အပေါ်တလမ20ဆေးလောက်တက်မယ်ဆိုဒီပေါ်40ဆေးလောက်တက်ပြီးတော့ဒီလိုမျိုးလေးဝိုက်နော်ဟုတ်ပြီလားပြီးလို့ရှိရင်ကျတော့နောက်မှာစစ်ပါတယ်ဆိုရင်စစ်စာ40ဆေးစားလိုက်နော်ဒီအားလေးစစ်စာလေးစိတ်ကခါးအတိမ်ဆုံးမြင်းစီစားမှာเนาะတကယ်လို့ तू อ่ะခတ်တော့မဟုတ်ဘဲနဲ့ခတ်တင်လေးတီအောက်ကိုပါရဲဆိုဒီဒီဟာလေးလိုလေးပြန်ကော့ပြီးထွက်เนาะသဘောပေါက်မှာเนาะအဲ့တော့ဒီဘေးမှာစစ်တက်ဖို့အတွက်ချုပ်စာတလမချန်ပြီးတော့သူ့နောက်ချန်ကစွဲမယ်အဲ့ အဲ့မှာကျွန်တော်ပခုံးပြောက်ဆွဲတဲ့အခါမှာနောက်ချမ်းမှာလည်းပခုံးပခုံးတောက်ထည့်လို့ရတယ်။ကျွန်တော်ဒီပခုံးပြောက်ကိုဆွဲတော့မယ်ဆိုရင်ဒီပခုံးရဲ့တဝက်လောက်နေရပါတော့။တဝက်လောက်ကနေမှဒီလိုလေးကော့ကော်လေးအပေါ်တောက်ပါမယ်။ဒီထည့်ရကနေပြီးတော့ဒီလိုမဆောင်းလာအောင်နော်။ဒီနေရာတွေပို့ပြီးမတက်လာအောင်နော်။ဒီနေရာတွေပို့ပြီးတက်လာလို့ရှိရင်ကျွန်တော်ကဘာဖြစ်လဲဆိုတော့သူကဒီနေရာကြီးမှာပခုံးနဲ့တသားနဲ့မကြမ်းပိတ်စာကြီးအပေါ်ထောင်းလေးမချက်ဒီနေရာလေးကိုပဲကော့ပြီးတက်တာ။တော်ပါလား။နော်။အဲ့လိုလေးတက်မယ်။တက်ပြီးွားလို့ရှိရင်နောက်တစ်ခုကကျွန်တော်ဒီမှာတစ်ချက်ကြည့်မယ်။ သူ့ကိုပခုံးတောက်နေသွားမယ်ဒီနေရာတွေမှာချက်တော့ဖောင်းမှာဆိုလို့ပခုံးတောက်လေးထည့်လို့ရတယ်။ကိုကမထည့်ချင်ဘူးဆိုလည်းရပါတယ်။ဒါပေမဲ့ထည့်လိုက်ရင်လည်းပခုံးပခုံးလဲတောင်ပါလို့ရှိရင်တော့အဲ့ဒီဒါဒီတောက်လေးထိုးတာပို့ပြီးတော့လှတယ်။ဆိုတော့ဒီလိုလေးပဲ။ ဘလောက်လဲဆိုတော့အများကြီးမဟုတ်နှစ်စိတ်ပဲကျတော့ဒီညမှာတစ်ခုတတိထားမှာဒီဟာ B1 ဒီဟာ B2 ဆိုပြီးတော့နှစ်ရွက်ထောက်ပါမယ် B1 B2 နှစ်ရွက်မှာကျတော့ဒီကြားမှာချုပ်စာချန်ပြီးတော့ပြန်ဆက်ရမယ်ဒီမှာကလေဒီဒီနေရာလေးမှာတတိထားမှာတခုကကျတော့ဒီနေရာကိုနှစ်စိတ်ထပ်ပုံများလို့မရအောင်နော်ကျတော့လူတယောက်ကိုပခုံးတိုင်းထားရင်ဒီမှာသူ့ရဲ့ပခုံးအတိုင်းတိုင်းပဲယူထားဒီဘောလေးကိုမြှောက်လို့သာကျတော့ဒီနေရာလေးကိုနှစ်စိတ်လောက် တောက်ကလေးခိုးပြီးတော့ကပ်ပြီးအောင်ထိုးလိုက်တာဒီတောက်စာအတွက်ကျတော့ဒီမူလခန္ဓာကိုမှပုံမထားဘူးပုံမထားရတဲ့အတွက်ဒီဟာကိုကျတော့အရင်လေးစိတ်တို့ အများကြီးသွားပြီးထိုးလို့မရအများသွားလို့မရဒီနေရာမှာများလို့မရဆိုတော့ချက်တော့ဒီမှာနှစ်ဆက်ယူထားရင်ကွာဒါနောက်ချမ်းရဲ့တစ်ချမ်းကိုပဲချက်လို့ဆွဲထားနှစ်ဆက်ယူထားရဆိုရင်ဒီနောက်ချမ်းအပြန့်နှစ်ခုဖြစ်သွားတဲ့အခါလေးဆက်ထိရော့သွားမှာအဲ့လောက်ထိရော့လို့မရအဲ့လောက်ရော့ရင်ဒီပခုံးအပေါ်အရန်တက်ပြီးတော့ခန္ဓာကိုချုပ်ထားသလိုဖြစ်သွားလိမ့်မယ်ဟုတ်တယ်နော်အဲ့တော့ချက်တော့ဒီဟာနှစ်ဆက်ထပ်တော့မပိုနဲ့နော်ပြီးလို့ရှိရင်ဒီဟာကိုတိတ်ပြန်ကတ်လို့ရလားဆိုတော့တချို့ကအဲ့ပခုံးဒီလေတောင်နေဆိုလို့ရှိရင်ဒီပခုံးထောင်းနေသွားတာကိုပို့ပြီးကြိုက်ကြရဆိုတော့ဒီဟာကို B1 B2 ခွဲထုတ်လို့ရတယ်เนาะဒါနောက်ချမ်း ဲ့တော့ရှေ့ချမ်းသွားကြမယ်ရှေ့ချမ်းမှာလဲနောက်ချမ်းမှာလဲဘင်းကနှလမ40ဖောက်လိုက်ဒီမှာလဲနှလမ40ဖောက်လိုက်ဒီဘောတလမနှစိတန်တလမနှစိတန်တလမပဲတက်တက်တူကတလမပဲတက်ပြီးဒီနေရာလေးပဲနော်ပခုံးရနာလေးရပဲကော့တယ်အဲ့မှာဒီမှာလေးဒီလိုလေးတက်တယ်ချဲတော့တွေ့လားအဲ့ဒီမှာကိုမာဒီချဲတို့ပခုံးကိုက sorry လဲဘင်းကိုကအရန်လဲဘင်းဘေးကိုကတ်ချင်တာချဲလုံးဝမခွာကြဘူးဆိုရင်လေဒီထိတ်လေးမှာဟုတ်လားဒီထိတ်လေးရင်ဒီဘက်ကို40လောက်ထက်ရရင်လား ဒီတက်လိုက်တဲ့မြင်းเนาะတက်လိုက်တဲ့မြင်းကနေ၄၀လောက်ထိုင်ရပြီးတော့ဒီကိုကော့ကော်လေးလာတက်လိုက်เนาะကော့ကော်လေးဒီဒီအမှတ်ကို channel တက်လိုက်တဲ့အမှတ်ကိုလာတယ်အဲ့ဆို level base လေးကိုသူကပို့ပြီးတော့ကတ်သွားဒီမှာတက်ရင်တော့ဒီနောက်ချမ်းမှာလည်းတက်ပေါ့ဒီ level နှစ်ခုကပြန်ပြီးပခုံးပူအောင်มาဖြစ်တဲ့အတွက်သူ့ကိုလည်းဒီမှာ၄၀လောက်ဒီရှိကိုယူပြီးတော့ဒီဒီ၄၀လောက်ဖြီလာပြီးဒီလိုလေးကော့ယူလိုက်ဒါဆိုလို့ရှိရင် channel level လေးကထောင်တဲ့နေရာမှာဒီလိုပေါ့ဒီလိုထောင်ထားတဲ့နေရာလေးမှာ level လေးကိုအရင်ကတ်နေလိုက်မယ်သဘောပေါက်လား လေးစိတ်ပဲเนาะလေးစိတ်ထမမများနဲ့ဟုတ်ပြီအဲ့တော့ကျွန်တော်ဒီအောက်ကလေပင်အသေးပုံပုံစံလေးဆွဲကြမယ်။ तू ကလေရင်အောင်ဖြတ်ဆက်လေးပါတယ်เนาะရင်အောင်ဖြတ်ဆက်လေးပါတော့ကျွန်တော်ဒီရင်အောင်မြင်လေးမှာဖြတ်လိုက်တော့ပေါ့ဒီရင်အောင်နေရာလေးမှာဖြတ်ပြီးဒီဟာကြောင့်ကျွန်တော်ပြန်လုပ်မလဲတိတ်ပြန်ကတ်လိုက်เนาะဒီတောက်ကိုခွဲထုတ်ပြီးတိတ်ပြန်ကတ်တော့ तू ကဒီလိုအပူတိတ်ရထဲထောက်ရမယ်ဟုတ်လားပြီးတော့ white out နဲ့သွားထားတယ်။ white out ဆိုတော့ကျွန်တော်ဒီကနေ white out ဆွဲမယ်เนาะ white out ကိုကိုယ့်ရဲ့ ပုံတင်ဒီတိုင်းဆွဲပေါ့နော်ဒီချက်ရဲ့ pattern မှာဆိုတော့ချက်ဒီများလေးကို2ဆီလောက်တောက်ထိုးတယ်နော်အာဒီချက်တင်းတန်းသူတွေတည်လိမ့်မယ်အဲ့တော့ကိုယ့်ရဲ့ white out ကတောက်ထိုးမဲ့ white out ဆိုရင်ထိုးတောက်ထိုးမဲ့ white out မဟုတ်ဘူးဆိုရင်လည်းမထိုးနဲ့ပေါ့နော်အဲ့တော့ကျတော့ဒီဘက်မှာကျတော့ f1 f2 နှစ်ရွက်ထွက်မယ်ဒီမှာ f3 ဆိုပြီးတက်ရွက်ထွက်ရမယ်ရပြီလားအဲ့တော့ level လေးပဲတစ်ချက်လို့တွားကြည့်ကြမယ် level လေးတွားကြည့်ရဲ့အခါမှာသူကတစ်ချက်ဒီမှာလေးဒီဟာလေးကိုတော့ရေးရေးလေးမြင်ရတယ်သူက ဒီမှာဆက်ចောင်းလေးပါတယ်လို့ပဲเนาะအဲ့လိုအပူးယူထားဖို့မရဆက်ចောင်းလေးပါတယ်လို့ပဲအဲ့လိုလဲယူလို့ရတယ်အဲ့လိုမဟုတ်ဘဲねဒီဟာကိုကြီးဟာခွဲမထုတ်ဘဲねအပူးလိုက်ပဲယူလို့လည်းရတယ်တိုက်ရွက်ထဲဒီလိုအပူးလိုက်ယူလို့လည်းရတယ်ခွဲထုတ်ပြီးယူလို့လည်းရတယ်ဒါတော့ဒီချက်တယ်လို့လုပ်လို့ရတယ်เนาะချက်ဒီမှာအပူးလိုက်လေးပဲပြလိုက်မယ်ရခွဲကျင်လည်းဒီနောက်ခွဲဖို့ခွဲပြီးချုပ်စာနဲ့ပြန်ဆက်ဒါပဲကွာဒီမှာလေးအချောင်းပုံစံလေးချင်းမြင်နေရသလိုလေးပဲ နော်အဲ့တော့ तू ကအပေါ်မှာကျွန်တော်ဒီအပေါ် level လေးကကက်ကက်ကလေးနော်ဒီနားလေးမှာကက်ကက်ကလေးတွေ့လားဒီကနေဒီကိုအများဆုံးမှာ3လက်မခွဲလောက်ပဲချမယ်အဲ့တော့ဒီအချုံလေးကကြာအခုအသေးပုံလေးချုံကြနေဒီညာဒီ6လက်မလောက်ထိချလို့ရအဲ့တော့ဒီအသေးပုံရဲ့လုတ်ပိုင်းကလည်းကျွန်တော်3လက်မရှိမယ်နော်6ခွဲလောက်ထိလည်းချုံလို့ရတယ်ခန္ဓာကိုယ်ပူတဲ့သူမှသာ6လက်မလောက်ဆိုရတယ်ตัวอะไรเลเวลอกโกฉะเลยปูหละเลยเว้ยเพราะฉะนั้นตัวเลเวลไม่ไฮปูกว่าทีมาแล้วตัวเจ๊งเนี่ยซวยทาบงยาย policy လေးနဲ့ဆွဲထားလာဖြစ်တယ်เนาะအဲ့တော့ဂျိတ်လေးနဲ့ဒီထိပ်မှာဆွဲလိုက်ရင်သူ့လက်ပင်ကဘလောက်ငုံငုံမဟိုက်တော့ဘောเนาะမဟိုက်တာဖြစ်တော့ကျတော့ဒီအောက်ကိုချမှာဒီပုံလေးရေရှိတ်လေးရလှတယ်เนาะအပေါ်ကိုအရန်ကန့်ရင်မထွက်ဘူးဟုတ်လားအဲ့တော့ဒီချက်ဒီမှာနှစ်ပိုင်းပိုင်းကြီးပြောလိုက်တယ်ဒီလက်ပင်ထိပ်ရနေပြီးတော့ဒီလက်ပင်ပခုံးကနေဒီကိုသုံးလမခွဲတစ်ဖြတ်ထားမယ်နော်၃လမခွဲတစ်ဖြတ်ထားမယ်ဒီအောက်ကို၃လမတစ်ဖြတ်ထားမယ်ဆိုတော့စုစုပေါင်းချက်လို့လေပင်6လမချီကြာပါမယ်အဲ့တော့ဆိုတော့ဒီနားလောက်ဒီချက်6လမလောက်ဒီချက်ထားအဲ့တော့ဒီအပေါ်လေပင်လုတ်ပိုင်ခွဲက၃လမခွဲဆိုဒီနားလောက်ရှိမယ် ဟုတ်ပြီလားရှိရဆိုတဲ့အခါမှာတချို့မူလပတ္တန်ပါလေမူလပတ္တန်ကိုဆွဲရခါဒီညမှာလေဘင်းပုံစံ၄000ကျွက်လေးရှိရမလားပတ္တန်အကြီးကြီးမှာဆိုပါလေအဲ့ဒီ၄000ကျွက်ကလေးကိုဒီမှာလေဘင်းတောက်ကတခါရထိုးထားနော်အင်းကြီးတွေမှာလေဘင်းတောက်မပါမဖြစ်နော်ချက်အများအားပြောရနော်လေဘင်းတောက်မပါရင်အဲ့လေဘင်းကရှင်းချင်းကျဲကျဲတောက်ကထပ်ကိုထပ်ပေးရတယ်အဲ့လေဘင်းတောက်မထပ်ရင်အင်းကြီးကဟိုက်မှာ ဟိုက်တယ်ဆိုတာကျတော့ဘယ်လိုလဲတချို့ကတချို့မင်းရဲ့ level ကအကျယ်ကြီးဖောက်မထားဘူးကျဉ်းချင်းလေးပဲဖောက်ထားတာတချို့ဆန်ရင်ဘုံတို့မြန်မာဝိစုံတို့မှာ level အကက်ကက်ကလေးပဲရှိတယ်။ဒါပေမဲ့အဲ့လို level ကက်ကက်လေးမှာဆိုချက်တောင်းမထိုးပဲမရဘူးလား level ကြီးကတိတိလေးပဲပဲမရဘူးနော်။ကျတော့ရှေ့ချမ်းနဲ့နောက်ချမ်းတက်တက်သွားထောက်လို့မရဘူး။နောက်ချမ်းမှာကျတော့အရန်ကျင်မှာတောက်ထိုးတယ်အရန်ကျင်တောက်ထိုးကြမလို့ဘူး။ဒီရှေ့ level မှာကျတော့ဓာတ်ကိုမထိုးရင်ဒီလောက်သေးတဲ့ level နဲ့ဒီไข่มันจ๋าล่ะเว้ยแม่กว่าดีคันนาโกเนี่ยออกกับอตาเนี่ยดีเลเวลอปัวเปยซาเนี่ยกัดมานี่တော့ฮะเนี่ย လိုမျိုးထောင်၄ခုနေတယ်လိုမျိုးပါဝတ်ထားရင်၄ခုနေတယ်လိုမျိုးထောင်တယ်အဲ့တော့ဒီ level တောက်ကိုချက်တော့မူလပတ်တံမှာဒီ level တောက်ဒီအထည်တိုင်းမှာပါအောင်ပါရတယ်ဟုတ်လားနားလည်မယ်နော်အဲ့တော့ကျွန်တော်ဒီအပေါ်ပိုင်းလေးကိုဆွဲမယ်သူကဒီနေရာလေးမှာတော့ကော့ကော့ချွန်ချွန်လေးပဲလားဒီ level shape တွေကိုဆွဲတဲ့အခါမှာကျွန်တော်ကပတ်တံပေါ်မှာအရင်အသားကြအောင်ဆွဲတာဖြစ်တဲ့အတွက်အော်ဘယ်လိုပြောလဲမှားမှားမှန်မှန်အဲ့ဒါအရင်မကြည့်ခဲတယ်နဲ့စွဲလိုက်ဖြတ်လိုက်ကြဲတဲ့လောက်လို့လို့ရတယ်ဒီမှာစိတ်တိုင်းကြောက်သွားပြီဆိုမှရှင်ကပိစပုံကို တင်ပြီးတော့ညှက်ပါလေဟုတ်တယ်မလားဒီမှာတော့ကိုယ်စိတ်ကြလူကျင်တဲ့ပုံဆွဲဒီလိုမျိုးလယ်ပင်တွေကိုဆွဲတဲ့အခါမှာကျတော့တချမ်းမဲ့အရင်ကြည့်ပါနော်ဆိုတော့ပုံလေးတွေဒီလိုချိုးချလိုက်အဲ့ဆိုပိုကြည့်လို့အဆင်ပြေဒါတချမ်းနဲ့ပဲကြည့်ပြီးချက်တော့ဆွဲပါလေနော်ဒီလိုလေအဲ့တော့မျိုးလုံးနဲ့မှပိုရှင်းပါဒီကနေပြီးတော့သူကလယ်ပင်အဝိုင်လေးတိုင်းလာမယ်နော်ဒီနေရာလေးမှာဒီလိုမျိုးလေးဒီမျိုးမျိုးလေးလာဟုတ်လားခုံခုံလေးခုံ ကိုယ့်ရဲ့ပုံတွေရောက်သွားပြီဆိုမှဒီနေရာကိုစိတ်ကြိုက်ချလို့ရနော်ဒီလိုမျိုးလာပြီးတော့ဒီမှာအသေးပုံပုံစံလေးဝိုက်တယ်ဒီလိုမျိုးလေးပဲနော်ဒါလေးကပတ်တန်ကြီးမှဆိုကိုယ့်ကိုပေကွေးလေးပါလေးနဲ့ညှိပေါ့နော်ဒီရဲ့အဝိုက်အနေထားဒီကိုယ်စိတ်ကြိုက်ရပြီဆိုရှင်မှဒီပတ်တန်ကိုညှက်ထုတ်လိုက်လို့ရတယ်ဒီတော့ကချေလို့တိတ်ပြန်ထမှာဒီကနေရခွဲထုတ်မှာနော် F1 F2 နဲ့ရဒီကနေခွဲထုတ်မှာဒါလေးကတော့တိတ်နေပဲပြန်ထမှာ ။နော်အဲ့အင်ဂျီမှာကွာဖြက်ဆက်တွေဒီလိုရင်အောက်ဖြက်ဆက်တွေပါလေဆိုလို့ရှိရင်ဆဲရင်အောင်ကြွကြွလေးလိုချင်တဲ့ဒီနေရာလေးမှာအုံကွဲမထည့်ပေမဲ့ကြွကြွလေးဖြစ်ချင်တယ်ဆိုဒီနေရာမှာရင်ပင်းတောက်လေး၄ဆိတ်လောက်ထည့်နော်တောက်လေးတွေကိုပြေဆောင်အောင်လိုက်ပြီးတော့ထိုးလိုက်။နော်အုံကွဲထည့်မှာမဟုတ်တဲ့တော့တစ်လက်မတော့နှစ်လက်မတော့တော့သွားထည့်လို့မရဘူး၄ဆိတ်လောက်ရင်သားပြေးတဲ့သူမှဆိုရင်၆ဆိတ်လောက်အဲ့လောက်ပဲထိုးဒီမှာထိုးတော့တောက်ကိုဒီအောက်မှာပြန်ရှေးချပေး။သဘောပေါက်လား။အဲ့ဆိုဒါလေးရမယ်နော်။ဒီဟာရဲ့ချက်တော့ကုတ်စာယူလိုက်ပေါ့။ ခုစာတီးကနေအပြည့်ယူလိုက်ပြီးဒီဟာလေးနှစ်ခုဒီမှာထိတ်လာဆိုင်ရနေနှစ်ခုကိုကျွန်တော်ပေါ်လီကျိတ်လေးနဲ့ဆွဲလို့ရတယ်เนาะဒါမှမဟုတ်အဒီနားမှာလည်းအလှလေးတက်ချင်တက်လို့ရတယ်ရမယ်เนาะ ဟုတ်ပြီဒါဆိုလို့ရှိရင် share ကဒီ pattern လေးကိုရသွားပြီเนาะအဲ့တော့မိသားညီမလေးလည်းအဆင်ပြေမယ်ထင်ပါတယ် like ထုတ်ကြည့်ပါရှင်နောက်တစ်ချက်ရေးတစ်ချက်တင်တာအရင်အဆင်ပြေတယ်တစ်ချက်ပညာဒါနတွေကြီးလိုက်တာနဲ့နားလဲလဲရယ် like ထုတ်လည်းအဆင်ပြေတယ်ဆိုလို့ရှိရင်ဒီချက်စီကအကြီးက business friend တွေတည်ကျင်တယ်တစ်ချက်ရှိမှ online class တွေတက်ချင်ရင်လည်းတက်လို့ရပါတယ်ရှင်တစ်ချက် online class တွေဒီအပေါ်ဆုံး video မှာ share လို့ပင်ထောက်ပြီးတော့ရှင်းပြပေးထားတာလေးရှိပါတယ်တက်လို့ရပါတယ်အဲ့လိုမဟုတ်ဘဲနဲ့တစ်ချက်ရေး pattern လေးပဲတနေရာမှာစုံစုံလင်လင်ရကျင်တယ်ဆိုလို့ရှိရင်မြန်မာဝိဆုံ pattern စာအုပ်လေးဝယ်လို့ရ ပါတယ်ရှင်ဒီပတ်တန်စာအုပ်ထဲမှာဆိုလို့ရှင်ခြေရောမြန်မာဝတ်စုံတွေအများကြီးထည့်ပေးထားတာကိုမှသင်ငန်းစာ80အထိပါပါတယ်ခြေရောပတ်တန်တွေလည်းအစုံပါတယ်၃လလေးလွာပထမင်းဂျိတ်စကတ်တွေလည်းပါတယ်ပြီးခေါင်းလေးတွေလည်းအနေငယ်ပါတယ်စကတ်လေးတွေလည်းပါတယ်မြန်မာဝတ်စုံတွေလည်း50ဝန်းကျင်လောက်ပါပါတယ်ရှင်အဲ့တော့ဒီစာအုပ်အကြောင်းတော့ချဲ့ဝေါ်ထဲမှာလည်းအသေးစိတ်အများကြီးရှင်းပြပေးထားတယ်အများကြီးဝင်ကြည့်လို့ရပါတယ် review တွေလည်းဖတ်လို့ရပါတယ်ရှင်အဲ့တော့ခြေရောရဲ့စာအုပ်အဓိကအားသာချက်ဒီစာအုပ်ထဲမှာပါတဲ့သင်ငန်းစာတွေအကုန်လုံးကိုဗီဒီယိုဖိုင်နေနဲ့အသေးစိတ်ပြန်ပြီးရှင်းပြထားတာဖြစ်တဲ့အတွက် နားမလဲစရာတခုမှမရှိပါဘူးရှင်အဲ့တော့ရကျင်တဲ့သူတွေက Zero Viber မှာသွားမှတ်လို့ရပါတယ် Che Viber ဖုန်းလေးအောက်မှာထားပေးထားပါမယ်အာ Zero မြန်မာငွေကျပ်3850ကျပ်ပါရှင်အစင်းမြင့်လက်မကြီးနဲ့တင်ပေးထားတာပါနော်မြန်မာတနိုင်ငံလုံးကိုပို့ပေးပါတယ်စာအုပ်ကိုတော့ချေကိုကြိုလွှဲပေးရပါတယ်အသေးစိတ်ကိုတော့ Viber မှာသွားပြီးတော့မေးလို့ရပါတယ်ရှင်ချေတို့တလောက်အုပ်ရေအကန့်အသတ်နဲ့ပဲရောင်းပေးတဲ့အတွက် အမြန်ရကျင်သူတွေကသွားမှာပါဒီချက်အတန်လေးနည်းနည်းနာနေတဲ့အတွက်ကျေးဇူးပြုပြီးသိခံပေးပါရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ဒီချက်တွေဥပါ